တရုတ်တွေကမှုတ်တက်နေတဲ့အစားအစာကိုယူသွတ်ကြတယ်။အခုမြင်နေရတဲ့အဖြူရောင်အလုံးလေးတွေကတော့ဘသူကြည့်ကြည့်မှုတ်တက်နေတယ်ဆိုတာကိုသိကြမှာပါ။ အဖြူရောင်မှုတွေခဲပြီးရှိနေကြပေမဲ့ဒီကမာလေးကတော့မှုတွေကိုမဖဲ့ပဲအတုံးလိုက်လှီးပြီးတော့ခွက်ထဲကိုဖဲ့ထည့်နေတာပေါ့အမှန်တကယ်မှာတော့ဒါဟာတရုတ်ရိုးရာဟင်းတစ်မျိုးဖြစ်စားသုံးကြတဲ့မှုတက်နေတဲ့တော်ဘူးတစ်မျိုးပဲဖြစ်ပါတယ်တော်ဘူးဖြစ်ဖို့အတွက်ဘဲကိုအမျိုးမျိုးအမှုတ်ချိတ်အရေးစစ်ထုတ်ပြီးတော်ဘူးအတုံးပုံစံကိုတွင်းချရတာပေါ့ပြီးရင်တော့တော်ဘူးထဲမှာပါဝင်တဲ့ဘဲကအချိန်ကြာလာတဲ့အမျှလေးနဲ့ထိတွေ့ပြီးမှုဆွဲလာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီမှုကြောင့်ပဲဒီစားစာရဲ့ပုံစံကအများနဲ့မတူပဲလူအများရဲ့အကြိုက်ကိုဆွဲဆောင်နိုင်တာပဲဖြစ်ပါတယ်မှုတက်တဲ့ပုံစံ ်ကအခြားပစ္စည်းတွေလိုမျိုးမဟုတ်ဘဲတိမ်ပွင့်လေးတွေစီထားသလိုဖြူလွတ်လွတ်လေးဖြစ်နေတာပေါ့အဖြူရောက်အမုံမွားလေးတွေကပ်နေသလိုဖြစ်တဲ့ဒီတူဘူးချင်းကိုစားသုံးတဲ့အခါမှာလဲတည်တန်းဖော်ဆက်ထားတဲ့မလာငေးုပ်နှစ်နဲ့ငပြားရီလိုအရေးတွေကိုရောဆက်ပြီးစားသောက်ကြတာပဲဖြစ်ပါတယ်ဒါပေမဲ့တိုးတက်လာတဲ့နေပညာနဲ့ပြောင်းလဲလာတဲ့ခေတ်တွေမှာတော့မှုတက်နေတဲ့တူဘူးတွေကိုပြုလုပ်ဖို့ဓာတ်ရုပ်စင်ဝါတွေကိုအသုံးပြုပြီးအမျိုးမျိုးပြုလုပ်ရောင်းချနေကြတာပဲဖြစ်ပါတယ် တရုတ်ပြည်ရဲ့တံပိုးနဲ့လမ်းဘေးစားစာတွေထဲမှာပတ်ဝင်ပြီးနေရာတိုင်းမှာတွေ့နိုင်တဲ့ဒီတိုဘူးတွေဟောင်းမြန်မာနိုင်ငံမှာတော့လူတိုင်းဈေးကြီးပေးဝယ်ဆောင်ရတဲ့စီတိုဘူးတွေပဲဖြစ်ပါတယ်။တရုတ်ပြည်မှာတော့မှုတ်တက်နေတဲ့တိုဘူးချင်းဆက်ဖြစ်တဲ့စီတိုဘူးပါမထမင်းစားတက်တဲ့သူတွေရှိရင်ကြိုက်ရတဲ့အကြောင်းရင်းလေးကိုခမမပြပြခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။